ဟုတ်ပြီအဲ့တော့ကျွန်တော်အချီကိုအရင်ဆုံးချိန်ကြည့်တော့မယ်အချီအသွားအလာကိုကျွန်တော်လုပ်ရှိမယ်ဒါတွေကတော့အဖုံးတွေပါเนาะဒါတွေကအဖုံးတွေဆိုတော့နောက်ဆုံးမှမှတက်လို့လေဒါရတယ်ပေါ့เนาะစပြီးတော့အလုံးလုံးတဲ့အပိုင်းတွေကိုကျွန်တော်တို့ကစပြီးတော့ run နေတာပါအဲ့ဆိုတော့အချီကိုအချီထဲပုံထဲနေကိုစောကလေးကလည်းပြောပြီးပြီဒါလေးကိုထည့်မယ်နောက်ပြီးဒီအထဲထဲဝင်အောင်ထည့်မယ်ထည့်ပြီးရနဲ့ဘူးနွယ်ကိုကျွန်တော်တို့ထည့်မယ် sorry ဘူးနွယ်ကိုထည့်ထည့်ပြီးရနဲ့မြောက်လက်ကိုထည့်မယ်မြောက်လက်ကိုထည့်ပြီးရနဲ့ကျွန်တော်တို့အချီကိုထိန်းလိုက်ပြီ ထိမ့်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့တွေဒီထဲကိုအချီထဲပါမယ်တခါတလေကြာရင်အက်က3နေရလားเนาะအက်3နေလို့ရှင်လဲကျွန်တော်တို့ကမလှပါဘူးအဲ့ဆိုတော့ဒီရဲ့ချီလေးကိုကျွန်တော်တို့ပြန်ပြီးတော့ကြည့်ပါမယ်ချီကောက်ပြီလားမကောက်လားဆိုတော့ကျွန်တော်တို့ဖြည်းဖြည်းလေးအလုပ်လုပ်ပါမယ်ဟောချီကောက်ပါ ခြေကောက်ပြီဆိုတော့ဒါလေးနဲ့သွားရစ်ပါမယ်ပြန်ပြီးတော့နောက်တစ်ချိန်လှုပ်ကြည့်မယ်ကျွန်တော်တို့ဟာဒုတိယအချိန်လှုပ်ကြည့်မယ်ဟောခြေကောက်သွားပါပြီနောက်တတိယအချိန်ပြန်လှုပ်ကြည့်မယ်ဟောချောချောချူချူကောက်တလားနော်ဒါမှမဟုတ်လို့ရှိရင်ဘယ်နားမှာကြက်နေတယ်လဲပေါ့နော်ဒါဆိုအခုဆိုချောချူချူကောက်တာပါအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကလုံးအိမ်နော်လုံးအိမ်ထဲမှာခြေကိုထည့်ထားမယ်ပေါ့ခြေထည့်ထားပြီးတဲ့ခါကျတော့လုံးအိမ်လေးကိုကျွန်တော်တို့ကဖြည်းဖြည်းလေး ကျွန်တော်တို့ဘာလုပ်ရမှာလဲဆွဲကြည့်ရမယ်။ तू ကထစ်နေလို့လည်းမရဘူး။အရန်ကြီးယော့ပြီးတော့မှဖြစ်နေလို့လည်းမရအောင်။ကြက်ကြက်ကြီးလည်းဖြစ်နေလို့မရအောင်။ဒီလုံးအိမ်လေးကဒါလေးဆိုလို့ရှိရင်အတော်တင့်မယ်။ तू ကလည်း तू ဒါချုပ်နေတဲ့လုံးအိမ်ဖြစ်တယ်။အဲအကြောင်းမို့လို့ဒါကိုကျွန်တော်တို့ကရပြီပေါ့နော်။ဒါလေးကိုကျွန်တော်တို့ထည့်ကြည့်မယ်။ထည့်ကြည့်ပြီးလို့ရှိရင်ကဲစပြီ။ဒါဆိုခြိောက်သွားပြီ။ဟုတ်ပြီနော်။ခြိောက်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကချုပ်ကြည့်ရတော့မှာပေါ့။ ချုပ်ကြည့်ရတော့မှာဆိုတော့ခါကြတော့လောလောဆယ်အစအကောင်းကမရှိဘူးဒီဟာလေးနဲ့စပြီးတော့စီတုပ်ထားတဲ့ဟာလေးကိုကျွန်တော်ချုပ်ကြည့်ပြမယ်နော်အဆင်ပြေလားမပြေလားဆိုတော့လက်ကလေးနဲ့ပဲအရင်ဆုံးစမ်းပြီးတော့ချုပ်ကြည့်မယ်နှစ်ချက်၃ချက်၄ချက်၅ချက်၆ချက်ခုနှစ်ခု၄၅၆၇၇အဆိုတော့အောက်အချီကိုလည်းကြည့်လိုက်တယ်အပေါ်အချီလည်းကြည့်တယ်ဒါမှကြည့်အပေါ်အချီကလည်းအရန်လာတယ်အောက်အချီကလည်းလာနေ ကျဲရင်ကျွန်တော်တို့ကအပေါက်လေးကိုနည်းနည်းလေးတင်မယ်အစိတ်လိုချင်ရင်ဟုတ်ပြီနော်အစိတ်ကလေးလိုချင်တယ်ဆိုရင်နည်းနည်းလိုမယ်နောက်ပြီးလို့ရှင် အတိုင်နဲ့ဂျားလေးထဲမှာဒါလေးကနည်းနည်းလေးဟွာမြဖြစ်နေသလားပေါ့ကိုယ်စိတ်ထဲမှာဒါလေးတွေပဲတွေးပြီးတော့လုပ်လိုက်အောင်မယ်ဒါဆိုရင်အချီရကောက်သွားပြီတွေ့လားဘာမှဟိုဒီဆက်ကတော့တခြားတော့ဘာမှဖြစ်နေရမှာမဟုတ်ဘူးဒါဆိုရှင်အချီလက်အပေါက်အချီရောအောက်အချီရောအကုန်လုံးလာသွားပြီဟုတ်ပြီဒါဆိုလို့ရှင်ဒီရဟာလေးကဒါတော့အချီ ဒါကိုရစ်တဲ့ဟာလေးပါဒါလေးကိုပြန်တက်ပြပါမယ်တင်ဟာလေးကိုကျွန်တော်တို့ကနော်ကြောက်လက်အပြားလေးယူပြီးတော့ကျွန်တော်တို့ထည့်လိုက်တယ်ဒီထဲကိုခြီကိုဒီလိုထည့်ထည့်ပြီးတာနဲ့ဒီမှာသူကအောက်အခြေကိုရစ်တာပေါ့နော်လုံးရင်လွန်ဆန်ရစ်တဲ့နေရာပါဒါပြီးရင်ဒါလေးကိုကျွန်တော်တို့ကပြန်လို့ဖုံးပါမယ်ဒီအဖုံးကတော့ကျွန်တော်တို့ရှိရဟာနဲ့ထပ်ထားတာပါ ဒီအဖုံးတွေကကျတော့မလာဘူး၄ခုစလုံးလာတဲ့ဟာရှားတယ်ပေါ့နော်ရှားတော့အဲ့ဒါလေးကပျောက်သွားတယ်ပျောက်သွားတော့သူတို့ထည့်ရတာနည်းနည်းလေးအခက်အခဲဖြစ်နေတယ် ဒါဆိုရင်ဒီအဖုံလည်းပြီးပြီအဖုံပြီးပြီနောက်ဖုံးကိုလည်းကျွန်တော်တို့တွေဒီနောက်ဖုံးလေးတတ်လိုက်အောင်ပါပဲအဲဆိုလို့ရှိရင်ဘာမှကျွန်တော်တို့မှာပစ္စည်းအကျန်ဆိုတာလည်းဘာမှမရှိတော့ဘူးအကုန်လုံးလည်း complete ပြီးပြီပေါ့အချီ ကိုလည်းကျွန်တော်တို့ချိန်ထားပြီးပြီအကုန်လုံးပေါ့အဲ့တော့အားလုံးကလည်းမှန်နေပြီခြေတွေလည်းအကုန်လုံးက okay ပြီဆိုလို့ရှိရင်ကျွန်တော်တို့တွေကနောက်ဆုံးဒါတွေကြက်ရတော့မှာပေါ့နော်ဒီအပိုင်းတွေကိုအတိကြက်ရတော့မှာအတိကြက်လို့ကျွန်တော်တို့ကအကုန်လုံးကိုအရန်ကြီးမှလိုက်တာမျိုးတွေမလုပ်ရပါဘူးနော်အရန်ကြီးအရန်ကြီးမှလိုက်တာမဟုတ်ဘူးကျွန်တော်တို့နည်းနည်းများနော်ကိုယ့်အနက်ကိုဘာတွေများလုပ်ထားမိသလဲနော်ခြောက်များခြောက်ထားမိသလားဒါတွေအကုန်လုံးကိုကျွန်တော်တို့ကစစ်ရမှာဖြစ်ပါတယ် ဒါလေးတွေစစ်ရမှာဖြစ်ပါတယ်ဒီအတိုင်းလေးစစ်ရမှာဖြစ်ပါတယ်နောက်ပြီးလို့ရှိရင်ဒီအနောက်ဖုံးအနောက်ဖုံးမှာကျွန်တော်တို့ခုနကတော့ connecting ကိုထိန်းထားတဲ့ဟာပေါ့နော်အဲ့ဒါလေးတွေကိုလည်းပဲကျွန်တော်တို့ကဒါလေးတွေလည်းစစ်ရမှာဖြစ်ပါတယ်ဒါတွေရောတေချာကြက်ထားပြီလားအဲဆိုကြက်ထားပြီးပြီးအားလုံး okay ပါပြီဆိုရှင်ဒီဆက်ကလုံးဝအတန်လေးကညံ့ညက်ကလေးနဲ့ကျွန်တော်တို့ကောင်းကောင်းမွန်မွန်လေးထွက်လာတော့မှာဖြစ်ပါတယ်အဲ့တော့နားမလဲတာရှိလို့ရှင်လည်းပဲကျွန်တော်တို့တွေကို ဖုန်းနေနဲ့လည်းပဲမေးလို့ရပါတယ်ဒါဆိုရင်ဟို use set ကအားလုံးပြီးသွားပါပြီချုပ်လို့ကောင်းတဲ့ set ကလေးတစ်ဆက်ရပါပြီခင်ဗျကျေးဇူးအထူးတင်ပါတယ်အားလုံး